န်ငယ်ငယ်ရတဲ့မြက်ကမှန်တက်တာနဲ့တအားကိုအဲ့လိုအကျွမ်းနဝင်ဖြစ်သွားတော့လေအပြင်ဆိုရင်မြက်ကမှန်လေးကိုရှုပ်စောကောက်တက်လိုက်တာပါတခြားက headlight ကြီးကိုတအားထိုးတိုင်းတော်တော်မျက်စိစူးရအခုနောက်ပိုင်းအသက်ရရလာလို့လားမသိဘူးကိုစူးလာတယ်လို့ပဲဟုတ်ဟုတ်တယ်ဒီ Canon ပေါ့နော်ဒီ40 series series အသက်လေး launch လုပ်တဲ့ပွဲလေးဆိုတော့ဒီ ဖုန်းလေးကအခုစမ်းသုံးကြည့်နေတာပေါ့နော်ဒီထဲမှာပါတဲ့ AI features တွေကတော်တော်လေးအသုံးဝင်ဟိုအလုပ်ကိစ္စရဲ့အမြန်ပြီးသွားတာပေါ့နော်တခုခုဆိုရင်အဲ့လိုမျိုးဟာကိုကတစ်ချိန်လုံး edit လုပ်ပြီးတော့ကြာနေကြမလို့တော့ပေါ့ခေါ်ကြတော့အဲ့လိုမျိုးဓာတ်ပုံရိုက်တာဝါသနာပါတယ်ဆိုတော့လိုရဖြစ်မဖြစ်မနေရလဲစတင်မှာရိုက်နေတာဆိုတော့အခုလိုဖုန်းအာ feature AI features တွေနဲ့ကြတော့အပုံရင်းမြန်မြန်ဆန်ဆန်ပြီးသွားတာပေါ့နော်ညမငငယ်ရတဲ့အမတို့မသိဘူးဆိုတာနဲ့ဆိုတော့အဲ့ contact lens နဲ့ က်လိုက်မျက်မှန်အိမ်မှာတက်အဲ့လိုမျိုးလေးဆိုတော့မသိဘူး။မျက်ကမှန်တက်တာနဲ့တအားကိုအဲ့လိုအကျွမ်းတွင်ဖြစ်သွားတော့လေ။အပြင်ဆိုရင်မျက်ကမှန်လေးကိုရှုပ်ဆော့ကောက်တက်လိုက်တာပါ။ဟာမျက်ကမှန်ကငယ်တည်းကတက်လာခဲ့တာဆိုတော့ကိုကအမြင်အဲ့လိုမျိုးဟိုအပြင်သွားကန်နေပြည့်မလား။ accessory ဈေးကောက်တက်လိုက်တယ်လို့ပဲကိုတက်ကမျက်ကမှန်တက်တာအရင်လွယ်သေးတော့လေ။အဲ့ဒါပဲတက်လိုက်တာ။ဟောအဲ့တော့တခါတည်းကမောင်းတော့လေမျက်မှန်ဆိုလို့ရှိရင်အဲ့လိုအငွေပြင်သွားတာအငွေရိုက်သွားတာတို့အဲ့လိုမျိုးလေးရှိရော။ အညံ့မဲ့တိတ်မတက်ဖြစ်တာမီးကိုဓာတ်ရိုက်ကြည့်ရင်တော့မခံဘူးဒါပေမဲ့မီးကဆိုတော့ဓာတ်ရိုက်မထိုးဘဲနဲ့သူဘေးကနေရှန်ထိုးတာမျိုးပေါ့နော်အဲ့လိုမျိုးဆိုရင်တော့ရပါတယ်ဟိုလိုမျိုးခိုင်ဆိုင်ကားမောင်းတဲ့ခါကျရင်တခြားကားက headlight ကြီးကိုတိုင်းထိုးတိုင်းတော်တော်မျက်စိဆူးတယ်အခုနောက်ပိုင်းအသက်ရရလာလို့လားမသိဘူးကိုယ်ဆူးလာတယ်လို့လည်းဟုတ် တယူတော့စိုက်ဖြစ်ပါတယ်ဘယ်လိုမျိုးကိုကမျက်စိကြတော့အမြဲကိုကအသုံးပြုနေတာဆိုတော့တိတိရပါတယ်ဥမာတခုခုကိုအဲ့လိုမျက်ကြောတွေကြိုက်လာပြီးသူအားနည်းလာပြီးဆိုရင်စိုင်းနေပြန်တော့အဲ့မျက်ကြောတွေကြိုက်တာတော့ကြိုက်ချိုက်နည်းနည်းလေးပါဝါ changes ဖြစ်သွားရဆိုဝါလာတာဆိုတော့အဲ့လိုမျိုးလေးဆိုတော့ကိုကသတိထားလိုက်တယ်သူ့အားဖြည့်စင်မဲ့ဟာလေးဥမာကိုကအစားတောက်နဲ့အားဖြည့်လို့မရလို့ရှိရင်မနိုင်တော့ဘူးဆိုရင်အဲ့လိုစီးလေးပါနည်းနည်းတောက်ပေးရတာပေါ့အဲ့အမျိုးကြတော့စီကန်းသွားပြီးတော့မှဟို မျက်စိဆရာဝန်မျက်စိကပြပြီးတော့မှအဲ့လိုမျိုးဒီပါဝါချင်းတင်လို့ချင်းရအောင်နော်အဲ့လိုမျိုးဟုတ်ပြီတချင်းအစီအစဉ်အခွနှစ်ခုသုံးခုဖြစ်နေတော့လေဟိုဘယ်တော့လုပ်ဖြစ်မလဲတော့မသိဘူးပေါ့နော်အစီအစဉ်လေးကတော့အဲ့လိုအဲနှစ်ခုသုံးခုတော့စဉ်းစားထားတယ်ဟိုအားမဲ့အချိန်လေးနဲ့အချိန်ရမဲ့အချိန်လေးနဲ့အဲ့လိုမျိုးပေါ့နော်ဘာလို့လုပ်ဖြစ်နေတော့ခုက ုံတော့ဈေးရအရန်တက်နေတဲ့အချိန်မှာဒီဖုန်းလေးကဘယ်လိုလဲသိတဲ့ AI feature တွေလည်းအများကြီးပါဝင်တဲ့အပြင်တော့တုံးရတာလည်းလွယ်ကူရယ် feature တွေလည်းစုံရယ်ပြီးတော့ဈေးလေးကလည်းဒါဟုတ်ကိုသိန်းဆယ်သိန်းပတ်ဝန်းကျင်ပြီဆိုတော့တုံးလို့လဲဒါတန်တဲ့ဖုန်းလေးဆိုတော့ကျွန်တော် recommend ပေးပါတယ်